Binance application ရဲ့ UI ကိုပြီးခဲ့တဲ့ရက်တွေက update ကြီးကြီးမားမားပြောင်းလိုက်ပါတယ်အခုလိုမျိုးပြောင်းလိုက်တာကြောင့် Binance ကိုအသုံးပြုရတာအရေးကထက်ပိုပြီးတော့လွယ်ကူရွှင်သွားပါတယ်ဒီဗီဒီယိုမှာ Binance ရဲ့ update မှာဘာတွေပြောင်းလဲသွားပြီးတော့ကျွန်တော်တို့လိုအသုံးပြုတဲ့ user တွေအတွက်ထူးခြားချက်တွေအသုံးဝင်တာလေးတွေဘာတွေများပါဝင်လာမလဲဆိုတာရှာဖွေလေ့လာကြည့်ရအောင်ပါ ပထမဦးဆုံးတစ်ချက်ကသူ့ရဲ့ icon design ဖြစ်ပါတယ်။သူ့ရဲ့ icon တွေကအရင်ကဆိုရင် solid ဖြစ်နေပြီးတော့ဘာအယောင်မှလည်းမပါပါဘူးပေါ့နော်။ဒါပေမဲ့အခုကတော့သူ့ရဲ့ icon design က stroke ဖြစ်သွားပြီးတော့သူ့ရဲ့ primary color ဖြစ်တဲ့အဝါရောင်ကိုသုံးထားပါတယ်။ဆိုတော့ကြည့်ရရှုရတာပို့ပြီးတော့ရိုးရိုးရှေးရှေးဖြစ်သွားပါတယ်ပေါ့နော်။ဒုတိယတစ်ချက်ကသူ့ရဲ့ font design ဖြစ်ပါတယ်။ shift version တုန်းက font ဆိုလို့ရှိရင် font ကရှိရှိမျောမျောလေးဖြစ်နေပါတယ်ပေါ့နော်။ဒါပေမဲ့အခု font ကတော့နည်းနည်းပြဲပြဲလေးဖြစ်သွားပါတယ်။ဆိုတော့ပြဲပြဲလေးဖြစ်သွားတာဖြစ်တဲ့အတွေ့အကြုံမို့ဒီနေရာယူတာပို့ပြီးတော့များသွားတယ်လို့ တော့ထင်တယ်ဒါပေမဲ့ကြည့်ရတာပို့ပြီးတော့ရိုးရိုးရှင်းရှင်းလေးဖြစ်သွားပါတယ်ပေါ့နော်နောက်တစ်တစ်ချက်ကဒီအောက်မှာမြင်တွေ့နေရတဲ့ coin တွေကို list လောက်ထားတဲ့နေရာပါအရင်ကဆိုရင် Binance ရဲ့ background မှာရှိတဲ့ color နဲ့ coin တွေ list ထားတဲ့ background color နဲ့ကလောကအတူတူဖြစ်ပါတယ်မသိဘူးဆိုလို့ရှိရင်နေရာမှာသွားပြီးတော့ကတ်ထားတဲ့ပုံစံဖြစ်နေပါတယ်ပေါ့နော်ဒါပေမဲ့အခုကတော့ဖောက်ကျွားတဲ့ပုံစံဖြစ်သွားပါတယ်အဲ့ဒီဖောက်ကျွားတဲ့ပုံစံကို2 second လောက်ဖိပြီးတော့နေလိုက်တဲ့အခါမှာဆိုရင်အခုလိုမျိုးဘောက်ကြီးတစ်ခုတက်လာပါတယ်ဒါကဘာဖြစ်သွားတာလဲဆိုတော့ widget ပုံစံဖြစ်သွားပါတယ် widget ဆိုတာကအသုံးဝင် တွေနဲ့ short cut တွေကို စုထားတဲ့ပုံစံလိုမျိုးလို့ကျွန်တော်တို့အလွယ်လေးကြည့်လို့ရပါတယ်။အဲ့ဒီမှာဆိုရင်အပေါ်ဆုံးမှာ remove widget ဆိုပြီးတော့ရှိပါတယ်။အရေကဆိုရင်ဒီမှာတွေ့မြင်နေရတဲ့ဒီ coin တွေကိုမလိုချင်ဘူးဆိုလို့ရှိရင်ဖြောင်းလို့မရပါဘူးပေါ့နော်။ဒါပေမဲ့အခုကတော့ widget ပုံစံပြောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မို့မျက်စိရှုပ်နေတယ်ဆိုလို့ရှိရင်ဒီကောက်ကို remove လုပ်လိုက်လို့ရတယ်။သူရဲ့အောက်မှာရှိတဲ့ edit home page ဆိုတာကအခုဒီ widget တွေကိုအသက်ထပ်ပြီးတော့ထည့်ချင်တာမှဖြစ်ဖြစ်ဖြုတ်ချင်တာမှဖြစ်ဖြစ်လုပ်လို့ရပါတယ်ပေါ့နော်။အဲ့တော့ edit home page ဆိုတာကိုနေကြည့်ကြည့်ပါ။ဒီအခါမှာဆိုရင်အခုဒီမှာမြင်တွေ့နေရတဲ့ဒီ coin တွေ list ထားတဲ့ပုံစံကြီး ီးကိုမလို့ချင်းဘူးဆိုလို့ရှိရင်ဘဲဖင်းမှာရှိတဲ့အနုတ်လေးကိုနှိမ့်လိုက်လို့ရပါတယ်။အောက်မှာကအပေါင်းလေးခဏလေးနဲ့အဝါရောင်လေးကကိုကထပ်ပြီးတော့ဝီဂျက်တွေထပ်ပြီးထည့်မယ်ဆိုလို့ရှိရင်ထည့်လို့ရတယ်။အပေါင်းလေးကိုနှိမ့်ကြည့်ကြည့်ပါ။ဒီအခါ8ဝီဂျင်းဆိုပြီးတော့အခုလိုမျိုးပါလာတယ်။အပေါ်မှာဆိုလို့ရှိရင် 4U နဲ့ On ဆိုပြီးတော့ရှိတယ်။ On ကိုအရင်ကြည့်အောင်ပါ။ On မှာဆိုလို့ရှိရင်ဒီအပေါ်ဆောင်းကအခုကြိုက်တဲ့ coin တွေပြောင်းလို့ရတယ်။ပြည့်သွင်းနေပြီးမှ trend ဖြစ်နေတဲ့ coin တွေရှိတယ်။အောက်မှာဆိုလို့ရှိရင်ဒီ hot ဖြစ်နေတဲ့ category ဒါတွေကိုတွေ့မြင်ရမယ်။သွင်းနေပြီးမှ ETF ဒီ flow တွေရှိမယ်။အဲ့ဒီ ETF မှာ ဆိုလို့ရှိရင်နေကြည့်လို့ရတယ်ဒီမှာ ETF flow ပေါ့နော်အဲ့ဒီ ETF flow မှာကိုကဟိုအခုကတော့ Bitcoin ဖြစ်နေပါတယ်ပေါ့နော်အဲ့ဒီ ETF ကိုကဲရွေးကိုက Ethereum ဖြစ်တဲ့ ETH ကိုသဘောကျတယ်ဆိုလို့ရှိရင် ETH ကိုသွားပြီးတော့ပြောင်းလို့ရတယ်ကိုကကြိုက်တယ်ဆိုလို့ရှိရင် Coffin ကိုနေကြည့်ကြည့်ပါဒါဆိုရင်အခုလိုမျိုးပြောင်းသွားပါတယ်ပေါ့နော်ပြီးသွားရင် load တဲ့နေရာကိုကလစ်တစ်ချိန်နေရည်လဲရသလိုအောက်မှာရှိတဲ့ emoji လေးကိုနှိမ့်လိုက်တယ်ဆိုလို့ရှိရင်လဲရတယ်ကျွန်တော်တော့ emoji လေးကိုနှိမ့်လိုက်မယ်ဒါဆိုရင် widget အသစ်တစ်ခုကိုထပ်ပြီးတော့တိုးသွားပြီဖြစ်ပါတယ် widget ကိုနေကြည့်ကြည့်ပါအဲဒါဆိုရင် ETH net flow ဆိုပြီးတော့ပါလာပါပြီ ပေါ့နော်အဲ့ဒီမှာ tab ကနှစ်ခုရှိတယ်ပထမ tab တစ်ခုကတော့ BTC ETF ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ ETH Ethereum ETF ဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာကိုယ်ကြိုက်တာလေးတွေလာပြီးရောက်ပြီးတော့ဝေးကြည့်ကြည့်လို့ရပါတယ်ကျွန်တော် bank နဲ့အစိတ်ကိုပြင်ပြီးတော့ဆုပ်လိုက်မယ်အကယ်၍သာကိုကဒီကောက်ကိုပြင်ပြီးတော့ဖြုတ်ချင်တယ်ဆိုလို့ရှိရင်ကိုဖြုတ်ချင်တဲ့ဒီ widget မှာ2စက္ကန့်လောက်နည်းနည်းလေးဖိထားပေးလိုက်ပါအဲဒါဆိုဒီလိုပေါ်လာတယ်အဲ့လိုပါလာတဲ့အခါမှာ remove widget ဆိုပြီးတော့နည်းလေးလို့ရတယ်ကျွန်တော်နည်းလိုက်မယ်ဒါဆိုရင်ပျောက်သွားပြီဖြစ်ပါတယ်ထပ်ပြီးတော့ကိုကအသစ်တွေထပ်ပြီးထက်ထဲကျင်တယ်ဆိုလို့ရှိရင်အောက်မှာရှိတဲ့ coin နဲ့ list ထားတဲ့နေရာကို ့2 second လောက်ထပ်ပြီးတော့ဖိနှိပ်ကြည့်လိုက်ပါပြီးရင် edit whole page ဆိုတာကိုနှိပ်ပါမယ်ပြီးသွားရင်ပေါင်းကိုနှိပ်ပါမယ်အဲဒါဆိုလို့ရှိရင်ဒီအောက်မှာ port ကို copy ယူတဲ့သူတွေရဲ့ဒီ widget ကိုထည့်မှလာတယ်မဟုတ် future copy ယူတာလေးကိုထည့်မှလာပေါ့နော်ဒါတွေထည့်လို့ရတယ်ထပ်ပြီးတော့သွားမယ်ဆိုလို့ရှိရင်အောက်မှာ free gear ဆိုပြီးတော့ရှိတယ်ဒါကတော့ကိုလေးရှိမှာ coin တွေကဘယ်လိုမျိုးအခြေအနေဖြစ်နေပြီလဲပေါ့နော်အရင်ကြီး lower တက်နေတယ်လားဒါမှမဟုတ်ပဲနဲ့ပုံမှန်လေးပဲဖြစ်နေတယ်လားအရင်ကိုမှကြောက်ရွံ့နေတယ်လားဆိုပြီးတော့ကြည့်လို့ရတယ်ဖီးယားဂီယာရှိပါတယ်ကျွန်တော်ကတော့ဒီကောင်းကိုသဘောကျတယ်ဒါကြောင့်မို့ဒီကောင်းကို နေလိုက်မယ်ပြီးရင် confirm ကိုနှိပ်ပါမယ်ဒါဆိုရင်တော့ဒီလိုပုံစံပြောင်းသွားပြီဖြစ်ပါတယ်ပြီးသွားရင်အောက်မှာရှိတဲ့အမတ်ကြီးလူကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်လည်းရတယ်လို့နောက်ထပ်ထပ်ပြီးတော့ထည့်မယ်ဆိုလို့ရှိရင်လည်းရပါတယ်ပေါ့နော်ကျွန်တော်တော့ထပ်ပြီးတော့ထည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့အပေါင်းကိုထပ်ပြီးတော့နှိပ်မယ်ပြီးရင်အောက်ဆုံးမှာကတော့ earn ဆိုတဲ့ widget ကိုတွေးရပါမယ်ဒီ amount က USDC တို့ဘာညာတို့ပေါ့ဗျာကို flexible silver and soft pay ဒါလေးတွေကိုတွေ့မြင်ရမှာဖြစ်တယ်ဒါတော့ကျွန်တော်အတွက်ကတော့တိတ်ပြီးတော့မလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မထည့်တော့ဘူးပေါ့နော်ဒါတော့အသစ်တိုးလာတဲ့ update လေးတွေပဲဖြစ်တယ်ဘီအန်ပီကိုကျွန်တော်ထပ်ပြီးတော့ယူလိုက်မယ်နော်ဒီကောက်ယူရမယ် ပြီးတော့ဒီနေရာမှာ choose coin ဆိုပြီးတော့ရှိတယ်အဲ့ဒီ coin ကိုကျွန်တော်နှိပ်လိုက်ပြီးတော့ဥပမာ ETH ပဲဆိုပါစို့ဒါဆိုလို့ရှိရင်အပေါ်ဆုံးမှာ ETH ရှိတယ်ဒီကောင်ကိုနှိပ်လိုက်မယ်ပြီးတော့ရင် confirm ကိုနှိပ်လိုက်မယ် okay ဒါဆိုရင်တော့တပေးဒီလိုလေးဖြစ်သွားပြီအဲ့ဒီမှာကိုက fear gear ကိုအရှိကပူးချင်တယ်ဆိုလို့ရှိရင်2 second လောက်ဖိပြီးတော့အခုလိုမျိုးရွှေ့လိုက်ဒါမှမဟုတ်ဘဲနဲ့အောက်မှာရှိတဲ့ coin တွေ list ထားတဲ့ဟာကိုအပေါ်ကိုရွှေ့ချင်တယ်ဆိုလို့ရှိရင် coin တွေ list ထားတဲ့ဟာကိုနှိပ်ပြီးတော့အပေါ်ကိုဒီလိုလေးဆွဲတင်လိုက်တယ်ဆိုလို့ရှိရင်တော့ရတယ်ပြီးတော့ရင်အဖြူရောက် magic လေးကိုနှိပ်လိုက်ပါ okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ home မှာရှိတဲ့ dashboard ကြီးကပို့ပြီးတော့လာလာပပလေး နဲ့ဖြစ်သွားပါတယ်ပေါ့နော်ဒါကတော့သူ့ရဲ့ update လေးတွေပဲဖြစ်တယ်ဆိုတော့အတော့ပြရတာညီကိုတို့အနေနဲ့ပို့ပြီးတော့လွယ်ကူရိုးရှင်းသွားမယ်လို့တော့ထင်တယ်ဒါတော့သူ့ရဲ့ major update လေးတွေဖြစ်ပါတယ်ဆိုတော့နောက်ထပ်သော update လေးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့များဝေပြပါအောင်မယ်ညီကိုတို့ရောဒီ update ကိုအတော့ပြဖြစ်တယ်ဆိုလို့ရှိရင် fair feature တွေကိုအရန်ကြိုက်တာလဲဘယ်လိုမျိုး widget တွေကိုအရန်ကြိုက်တာလဲဆိုတာကိုအောက်က comment မှာ mark ခဲ့ပေးပါအောင်ဆိုတော့ညီကိုတို့အတွင်အခုဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့ update ခံနိုင်ပါတယ်ပေါ့နော်အခုလိုမျိုး binance ကိုအတော့ပြပြီးတော့ coin တွေအရာဝယ်လောက်ကျင်တယ်ဆိုလို့ရှိရင် trade Affinity လောက်တိုင်းမှာ10% discount ရတဲ့ referral code ကိုကျွန်တော် description မှာထည့်ထားပေးပါမယ်။ဒီ code ကိုအသုံးပြုတယ်ဆိုလို့ရှိရင်အခုလေးရှိမှာအကောင့်ဖွင့်တဲ့သူတိုင်းကို6ဒေါ်လာအလဲက free ရမှာဖြစ်ပါတယ်။16ရင်းနေကစပြီးတော့ပေါ့နော်။လာမယ့်ကျော်30အထိဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုအခုလေးရှေ့ညီကိုတို့ကြည့်နေတယ်ဆိုလို့ရှိရင်တော့အကောင့်ဖွင့်တာမိပါသေးတယ်ပေါ့နော်ပြဿနာဒီဇိုဒီယာရှိတယ် SMB ပြတဲ့ဒီဇိုဒီယာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်နောက်တဲ့ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ